ခင်းကျင်သီးလေးတွေရာလေးစိုးဤပြီးတော့ထွ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 နဲ့အရှမ်းကိုမှဆလုပ်ပေါင်းပါရရှင် Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ခင်းကျင်သီးရိုလေးထူစားဖြစ်လို့လုံလေးလေးပြန်လည်လာပြန်ဝေးရဖြစ်ပါရဲ့ရှင်။အခုကခင်းကျင်သီးပေါ်တဲ့ရာသီတော့မဟုတ်တော့ဘူးပေါ့နော်။ကျွန်တော်ရှိတလားနှစ်လားလောက်ကတော့တော်တော်လေးခင်းကျင်သီးပေါ်တဲ့ရာသီလေးဖြစ်တဲ့ပေါ့နော်။အခုကအရန်ကြီးပေါ်တာမျိုးမဟုတ်ပေမဲ့လည်းအရန်ကြီးနဲ့ဈေးတော့မကြီးနေသေးဘူးပေါ့နော်။အဲ့တော့အိမ်မှာခင်းကျင်သီးရိုလေးထူစားဖြစ်လို့လုံလေးလေးပြန်လည်လာပြန်ဝေးရဖြစ်ပါရဲ့ရှင်။ တော့ကျွန်မကတော့ခရမ်းကျင်သီးလေးတွေကို လေးစိတ်စိတ်ထားလိုက်ပါတယ်။အတွင်းကအဆီလေးတွေကိုဖယ်ခြင်းလည်းရပါတယ်မဖယ်ခြင်းလည်းရပါတယ်ရှင်။ကျွန်မကတော့ဒီတစ်ခါတော့ဖယ်လိုက်တယ်ပေါ့နော်။ကျမအဲ့ခင်းချင်းဒီကိုစားတဲ့ခါကျရင်အတွင်းကအဆီလေးတွေကိုလည်းစားရတာကိုကြိုက်တယ်ပေါ့နော်ဒီတစ်ခေါက်ကတော့ဖယ်လိုက်ပါတယ်အဆီလေးတွေပါယူထူးစားခြင်းတွေသူကတော့မဖယ်လဲရတယ်ပေါ့နော်အဲ့ခင်းချင်းဒီလေးတွေကို လေးစိတ်စိတ်ပြီးတော့ကျမကအထဲကအဆီလေးတွေကိုဖယ်လိုက်ပါတယ်ရှင် ကျမတို့ခရမ်းစင်သေးကို90သားမရှိတရှိတော့တုံးလာရပေါ့နော်ကျမ90သားဝယ်ထားပြီပဲအဲကျမအိမ်မှာလိုအပ်တာလေးတွေတုံးလိုက်တဲ့ခါကျတော့90သားမရှိတရှိလေးတုံးလိုက်ပါရရှင်ပြီးွားရင်တော့ရေသတ်နေမှာကျမတို့ထုံးလေးအနှင်းငယ်ထည့်မယ်ပေါ့နော်ထုံးရေလေးဖြော်ပြီးတော့ဒီခရမ်းစင်သေးလေးတွေကို စိမ့်ထားမယ်ပေါ့နော် ထုံးလေးကိုအနေငယ်ယူပြီးတော့ကျမတို့ရေးတက်နေမှာ ဖြောလိုက်ပါမယ်ရှင်ဖြောပြီးွားရင်တော့ခုနကျမတို့စိတ်ထားတဲ့ခရမ်းစတိလေးတွေကိုထည့်ပြီးတော့ကျမတို့တညစိန်လိုက်ပါတယ်ရှင်အချိန်ရတဲ့သူကတော့တညလောက်စိန်ပေါ့နော်အချိန်မရတဲ့သူကတော့9နာရီလောက်ဆိုရင်တော့ရပါတယ်ရှင်9နာရီလောက်ထုံးရီလေးစိန်လဲရပါတယ်အချိန်ရတဲ့သူကတော့တညစိန်ပေါ့နော်ကျမတို့ညာရေကတညစိန်လိုက်ပါတယ်ရှင်ဒါကတော့နောက်နေ့မနက်မှာအဲ ထုံးရီစိန်ပြီးတာခဲကျင်တိလေးပါရှင်မမတက်တောက်ကလေးတွေဖြစ်နေပေါ့နော်အထုံးရည်ရေစိန်တာတော့ကျမတို့ရေကို3-4ချိန်လောက်တော့တေချာတန်ရှင်းစင်ကြင်အောင်စေကြောတင်ပါရရှင်ထုံးရည်လုံးဝပြောင်းသွားစေအောင်လို့ကျမတို့တေတေချာချာလေးစေကြောပါမယ်ရှင် ကျွန်တော်ခီးသွားပြီဆိုလို့ရှိရင်ဒီကျွန်မဆိုလို့ရှိရင်ယူတွေပါဆက်မှာဆိုဒီခင်းချင်းတီယူတအားကြိုက်တယ်ပေါ့နော်ခင်းချင်းတီယူတို့ကတွတ်ယူတို့ဆိုအများရင်းဝယ်ဖြစ်တယ်ပေါ့နော်အဲ့အိမ်မှာလည်းအလွယ်တကူလှူစားလို့ရတဲ့အခါကျတော့မဝဲဖြစ်တဲ့အခါကျလို့ရှိရင်ပေါ့နော်ကိုယ့်အိမ်မှာလွယ်တကူလေးလှူစားဖြစ်တဲ့အခါကျတော့လည်းအဆင်ပြေတာပေါ့နော်ကခင်းချင်းသီးတွေဆေးကြောပြုတ်ရပြီဆိုရင်တော့စကားလေးနဲ့ရေစစ်ထားလိုက်ပါမယ်ရှင်။ကျမကတကြားကို200ဂရမ်လောက်သုံးထားပါတယ်။အချိန်နဲ့ဆိုလို့ရှိရင်တော့10သားကျော်ကျော်လောက်ပေါ့နော်။ ရေကိုတော့150 ml လောက်သုံးလိုက်ပါတယ်ရှင်အရှိရဲမှာတခြားလေးတွေပြောင်းဝင်သွားစီဖို့အတွက်အရင်ဆုံးကျမတို့မှွေသွားမယ်ပေါ့နော်မီးဖို့ပုံမှာမတင်သေးပဲနဲ့ဒီတခြားတွေရေထဲမှာလုံးဝပြောင်းဝင်သွားတဲ့အနေထားလောက်ထိကိုမှွေသွားပြလိုက်ပါမယ်ရှင် တခြားတွေပြောပြီးဆိုတော့မှမီအေးလေးနဲ့တင်မယ်ပေါ့နော်။ဟိုကတော့တခြားတွေမပြောသေးခင်မှာကျမတို့တခြားပြောသွားတဲ့အနေထားလို့ဒီမှွေသွားပေးသွားပါမယ်။အခုဆိုလို့ရှိရင်တော့တခြားလေးတွေလုံးဝပြောသွားပြီပေါ့နော်။အဲဆိုလို့ရှိရင်တော့မီလေးအနည်းငယ်နဲ့ပေါ့နော်။မီအေးလေးနဲ့ဖြည်းဖြည်းချင်းမှွေပြီးတော့ super လောက်ရတဲ့ data တွေကျမတို့တွေမှွေသွားပေးလိုက်ပါမယ်ရှင်။ အဲ့တော့ဇာယီတွေကစူပေါ်လာတဲ့နေထားရအောင်ဆိုတော့ကျွန်တော်ခုနကရေးစစ်ထားတယ်။ခရမ်းကျင်သီးလေးတွေကိုထည့်လိုက်ပါမယ်ရှင်။ခရမ်းကျင်သီးထည့်ပြီးသွားလို့ရှင်လည်းဒီတိုင်းပဲပေါ့နော်။ BAA လေးနဲ့ပဲကျမတို့တွေဒီဒီဇာယီလေးခန်းသွားတဲ့အထီကိုချက်သွားပြရမယ်ပေါ့နော်။ရှုပ်ထိုးသွားပြရမယ်ပေါ့ရှင်။အနေငယ်နဲ့ပဲတဖြည်းဖြည်းချင်းစီဒီခရမ်းကျင်သီးယူလေးကိုထိုးသွားလိုက်ပါမယ်ရှင်။အဲ့တော့ဇာယီလေးတွေစူပေါ်လာတဲ့နေထားရအောင်ဆိုတော့ကျွန်မစားကို ။လက်ဖေးဆိုရင်လေးပုံပုံတပုံစာလောက်ပဲကျွန်မထည့်လိုက်ပါတယ်။အနည်းငယ်လေးပဲထည့်တယ်ပေါ့နော်။ပြီးွားရင်ကျွန်မတို့တွေဒီလိုမျိုးလေးပဲနည်း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 စီပို့သွားပေးမှာနော်။ကျွန်မကတော့မကတ်အိုးဖြစ်တဲ့အတွက်အိုးကတော့ကတ်စရာအကြောင်းတော့မရှိပါပဲ။မွေတော့မွေသွားပေးရပါတယ်ရှင်။ကျွန်မဒီခရမ်းကျင်သီးကိုထိုးနေနေခရမ်းကျင်သီးရဲ့အနံတော်တော်လေးပြင်းပါတယ်ရှင်။အဲ့တော့ကျွန်မကအဲတမယာခွန်လေးအနည်းငယ်ပေါ့နော်။လီးပြီးတော့ထည့်လိုက်ပါတယ်။ဒီနေရာမှာတမယာကိုမထည့်ချင်တဲ့သူကအနံ့စီပေါ့နော်ကျမတို့အစားတောက်တဲ့ထည့်တဲ့အနံ့စီတွေထည့်ချင်လဲရပါတယ်ပေါ့နော် ကျမတို့အိမ်မှာသံမြာသီးရှိနေရတယ်သံမြာခွန်လေးကိုတီတီလေးတွေပါပါလေးတွေလီပြီးထည့်လိုက်ပါတယ်ပြီးတော့သံမြာရည်လေးနဲ့နင်းငယ်ထည့်လိုက်တယ်ပေါ့နော်သံမြာသီးတစ်စိမ့်လောက်ကိုညှက်ထည့်လိုက်ပါတယ်ရှင်ခုဆိုလို့ရှိရင်မီးအေးလေးလင့်တဲလာတာတခြားကြီးလေးတွေကတော့ခန်းလူကြီးပါတော့ဖြစ်နေပေါ့နော်ဒါပေမဲ့တိတ်တော့မခန်းသေးပါဘူးရှင်ဆက်ပြီးတော့တဲသွားပြီးမယ်ပေါ့နော် တဖြည်းဖြည်းနဲ့တင်လာလိုက်တဲ့ကြားရည်လေးတွေလည်းခံလို့နေပါဖြစ်သွားပြီပေါ့နော်ဒီနေထားလောက်ဆိုတော့ရည်ပေါ့နော်ဒီနေထားနဲ့စားကျင်တဲ့သူဆိုလို့ရှင်လည်းရရဲပေါ့နော်နေဘူးလမ်းပြီးတော့မှခင်းကျင်သည့်ယိုလေးတွေကချက်ချက်ကလေးတွေပေါ့နော်အဲ့လိုစားကျင်လည်းရရဲပေါ့နော်အဲ့တော့ကျမကတော့နေလေးလှမ်းလိုက်မယ်ပေါ့နော်ချက်ချက်ကလေးစားကျင်လို့ပါအဲ့တော့အခုကလည်းနေကောင်းကောင်းရတဲ့အချိန်ဆိုတော့ကျမကနေလေးလှမ်းလိုက်အောင်မယ်ပေါ့နော်နေလမ်းပြီးတော့လုံးဝချက်ချက်တွေ့တွေ့လေးဖြစ်သွားတဲ့အနေထားရောက်မှစားမယ်ပေါ့နော် အဆက်ဆက်ရတဲ့သူဆိုလို့ရှိရင်တော့နောက်ဆုံးခြားကန်ဒီပေါ့နော်စူပွက်နေတဲ့အချိန်နဲ့နောက်ဆုံးခြားကန်ဒီတော့မှကျွန်တော်ငြုပ်သီးစိမ့်ဖို့ဖြစ်ဖြစ်ငြုပ်သီးခွဲချက်မှုတွေဖြစ်ဖြစ်ထည့်လိုက်လို့ရှိရင်အဆက်ရတာလေးရတယ်ပေါ့နော်ကျွန်မကတော့အဆက်ရတာမကြိုက်တဲ့အတွက်ခင်းကျင်သီးယူကိုအဆက်ရတာမကြိုက်တဲ့အတွက်ပေါ့နော်ကျွန်မကတော့ဒီတိုင်းအချိုလေးပဲနေဘူးလေးလမ်းပါမယ်ရှင်ရှင်နာမှာဆိုလို့စကားလေးအုပ်လိုက်မယ်ပေါ့နော်ဂီတာကတော့၃ရက်လောက်နေဘူးလမ်းပြီးတော့ရလာတဲ့ခင်းကျင်သီးယူလေးဖြစ်ပါတယ်ရှင် ကျွန်မရဲ့ video lyric ကိုစုံနေရှုပေးကြတဲ့တူတယောက်ချင်းစရိုင်းကိုထူပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဒီခဲညီလေးယူလုံနီလေးကအရင်လွယ်ကူတာမို့လို့အားလုံးတက်စီနေမယ်လို့ပြောလိုက်ပါတယ်ရှင်။နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်နော်။အားလုံးပဲ bye bye ။